ID နဲ့လုံခြုံရေးဆိုင်ရာနည်းပညာရပ်တွေကိုစိတ်ဝင်စားသူလူငယ်တွေအတွက် Android Pentesting App တစ်ခုကိုဈေးကွက်ထဲအသုံးပြုတဲ့အကြောင်းအရာတွေကြောင်း August 2ရက်နေ့က Cyber Conference ပြင်ဆွေးနွေးခဲ့ကြပါတယ်။လူငယ်တွေ Security ပိုင်းလေ့လာတဲ့အခါမသိတာတွေရှိနေလို့ Android App ရဲ့အားသာချက်နဲ့အားနည်းချက်တွေကိုသိအောင်ဆွေးနွေးခဲ့တာဖြစ်ပြီး Security ဆင်ဟာ ID နဲ့ပဲမှာအမြင့်ဆုံးအဆင့်ဖြစ်တာမို့လူငယ်တွေ Security ပိုင်းမှာထူးချွန်ရင်းနိုင်ငံတကာမှာနေရာတစ်ခုရနိုင်ပါတယ်လို့ကိုကျော်တီဟာကဆိုပါတယ်။ လူငယ်တွေအနေနဲ့ကလည်းတကယ်လို့ security ဘိုင်းကိုလိုက်ချင်တယ်ဆိုလို့ရှိရင်အဲသူတို့အနေနဲ့ကဘယ်လိုလိုက်ရမယ်မသိတာတော့အဲလိုမျိုးဖြစ်မှာဆိုလို့ပေါ့နော်အဲကျွန်တော်ကဒီလို android ဆိုတာကလည်းဟိုအခုနောက်ပိုင်းအရင်ခက်စားလာတယ်ဆိုတော့ဟိုအခုလည်း android ရေးတဲ့လူတွေအများများလာတဲ့အချိန်မှာသူတို့ဒီ android application မှာဘယ်လို ဟို vulnerability အားနည်းချက်တွေရှိနေနိုင်တယ်ဆိုတော့ကျွန်တော်အဲ့လိုပြောပြရတဲ့ပုံပါနိုင်ငံတကာအနေနဲ့ပြောရရင်တော့ဒီလို security level ဆိုတာ IT မှာက job ဟိုပါဘုံတော့အမြင့်ဆုံး level လို့ပြောလို့ရတယ်။ဟိုတော့အကုန်သိရတယ်ဆိုတော့လေ။အဲ့တော့ဒီကတကယ်လို့ဒီကလူငယ်တွေနဲ့ security ဘိုင်းကိုလိုက်ချင်နေလို့ရှင်တော့ဟိုဘယ်လိုပြောမလဲ international မှာတော့တကယ်ကိုမှသာအရေးကြီးရှိရဆိုရင် international မှာနေရာတစ်ခုပေါ့နော်အဲ့လိုရောက်အောင်သွားနိုင်တယ်။ ရန်ကုန်မြို့ Orchid Hotel မှာကျင်းပခဲ့တဲ့ဒီဆွေးနွေးပွဲမှာ ID လောက်ကင်ခွင်လန်းနဲ့ပတ်သက်ပြီးဆွေးနွေးခဲ့တဲ့ဥယျံမျိုးအောင်ကနိုင်ငံဟာဖွံ့ဖြိုးစာဖြစ်ပြီး ID နဲ့ပတ်သက်တဲ့လောက်ကင်ခွင်လန်းတွေအများကြီးရှိနေတာကြောင့်ကျွမ်းကျင်ဆင့်တွေတော့လိုအပ်တယ်လို့ထောက်ပြပါဗျ။ ကျွန်တော်ဒီမှာပြောပြတဲ့အကောင်းဆုံးတွေကတော့ဟိုလူငယ်တွေအဓိကအားပေးချင်တာပါ။ဟိုကျောင်းလက်ရှိကျောင်းတက်နေတဲ့လူတွေ၊ကျောင်းပြီးတဲ့ကျောင်းပြီးကသာလူငယ်တွေအနေနဲ့အလုတ်ကရင်ခွင့်လန်းနေအများကြီးရှိတယ်ဆိုတဲ့အကြောင်း။နောက်တစ်ခုကဒီအလုတ်ထဲဝင်မှုအတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ကျွမ်းကျင်မှုနှစ်ခုလိုပါတယ်။နံပါတ်၁ကတော့ technical skills ပေါ့။ဒီပညာဆိုင်ရာကျွမ်းကျင်မှုပါ။နောက်တစ်ခုကတော့အားလည်းတော့ communication skills ပါ။အဲ့ဒါကတော့ဒီလုံမဲ့ကုမ္ပဏီဝေါ်မှုတည်ပြီးတော့ကျွန်တော်တို့ဒီအပြန်အလှန်ဆက်သွယ်ရမယ့်ကျွမ်းကျင်မှုတွေလည်းလိုအပ်ပါတယ်။ IT နီးပညာရက်ကိုစိတ်ပါဝင်စားသူလူငယ်တွေဟာပြည်တွင်းပြည်ပပညာရှင်တွေရဲ့ဆွေးနွေးဟောပြောချက်တွေကိုနားထောင်ဖို့လိုအပ်တယ်လို့လူမှုရေးအရလည်းတယောက်ချင်းစီထိတွေ့မှသာအတွေ့အကြုံတွေသိလာနိုင်မယ်လို့ကိုယ်စီစဉ်တဲ့ကိုရန်နိုင်မြင့်ကဆိုပါတယ်။ Professional တယောက်ဖြစ်ဖို့ကတော့သင်ယူဖို့စိတ်တစ်ခုသာလိုအပ်တယ်လို့လည်းပြောပါတယ်။ IT နီးပညာရှင်တယောက်အနေနဲ့ရည်တည်ခြင်းနဲ့သို့မဟုတ်ကိုက web developer စသည်ဖြင့်ဟိုကိုကတကယ်ရည်တည်ခြင်းနဲ့ဆိုရင်ဟိုလေ့လာမှု လိုအပ်ပါတယ်လေးလာဖို့လိုအပ်တဲ့ဟာမှာတကယ်အပြင်မှာဒီပညာရှင်တွေကနေပြီးတော့ပြန်ပြီးတော့ဟောပြောပေးတဲ့ဒီ topic တွေကိုလာပြီးတော့နားထောင်ပေးတယ်နောက်တော့ social နဲ့လိုက်ပြီးတော့ထိတွေ့ပါ social နဲ့လိုက်ပြီးထိတွေ့ရစဉ်သူတယောက်ရှင်းစီရဲ့အမြင်တွေသိရလာမယ်ကျွန်တော်အနေနဲ့ကတော့ဖြစ်စေချင်တာဆိုရင်ဒါသူသူအနေနဲ့ professional ဟုတ်ပြီဒီနောက်ဆုံးတကယ်ကိုဒီ NDO ကိုတကယ်ကိုစိတ်နှက်ပြီးတော့ professional လို့မျိုးလုပ်သွားမယ်နေရတဲ့နေရာရအောင်လုပ်မယ်အဲ့လိုမျိုးနေထားဖြစ်ဖို့အတွက်ပဲလိုအပ်တဲ့ဟိုတုတ်တုတ်တဲ့စိတ်ပေါ့နော်ဒီစိတ်တည်းရှိတော့မှသူကလည်းလိလာပြမှာလိလာပြတော့မှ ဟိုအခက်အခဲမရှိတော့မှာပေါ့နော်အခက်အခဲကတော့ဖာပိုင်းဆိုရင်တော့အများကြီးရှိပါတယ်